်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရစေဒီမှာဥဆုံးပရောဖက်ရဲ့ခြေရောကိုချီးမွမ်းပါတယ်ပြာခင်အတွက်အရေးပါတော့ကျွန်ုပ်ဤစိတ်ခံစားခြင်းဆိုတဲ့ကောင်းစဉ်နဲ့ဖြည့်ပြေအခန်းကြီးလေးငွေ15ကိုဆင်ကျင်သွားကြပါတယ် ငါတို့ယေဘရဟိမင်းသည်ငါတို့ခံရသောဆင်းရဲဒုက္ခများကြောင့်မကျင်နာနိုင်သောသူမဟုတ်ငါတို့ခံရသည့်ဤသူအမျိုးမျိုးသောစုံစမ်းနောက်ဆက်ခြင်းတို့ကိုခံဘူးသောသူ ဖြစ်တော်မူ၏တို့ရတွင်ဒုစိတ်အပြစ်နှင့်ကင်းလွတ်တော်မူ၏ကျွန်တော်တို့လူသားအလုံးမှာစိတ်ခံစားချက်တွေဆိုတာရှိကြပါတယ်တချို့စိတ်ခံစားချက်တွေက ကောင်းမွန်ပြီးတော့တချို့စိတ်ခံစားရတဲ့အချက်တွေကဆိုးပါတယ် ျွန်တော်ကိုကိုကိုပြန်ပြီးတော့မရမယ့်မိကွန်းကတော့ဒီစိတ်ခံစားချက်တွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဘယ်လိုကင်တွယ်မလဲပြားသခင်ကဘယ်လိုကင်တွယ်တင့်တယ်လို့ပြောနေတယ်လေသခင်ယေရှုခရစ်တော်ကတော့ကျွန်တော်တို့လူလူဖြစ်တဲ့အတွက်အမျိုးမျိုးသောစုံစမ်းနောက်ဆက်ခြင်းတွေကိုကျွန်တော်တို့ခံရတယ်လို့ခံစားခဲ့ရပူတဲ့သူဖြစ်တယ်။ဒါပေမဲ့လူစိတ်ခံစားချက်အတိုင်းအပြစ်မဖြစ်စေဘဲနဲ့အပြစ်ကင်းတဲ့သူဖြစ်တယ်။ ရာကုန်အခန်းကြီး1အငယ်2ကနေ3မှာတော့ကျွန်တော်တို့ယုံကြည်သူတွေအတွက်ယုံကြည်ခြင်းကိုစစ်ကြောစုံစမ်းခြင်းအရာဟာတိခံခြင်းကိုပွားစေတတ်တဲ့ဆိုတာကိုသိမှတ်ပြီးတော့အထူးထူးအပြားပြားစုံစမ်းနောက်ဆက်ခြင်းကိုတွေ့ကြုံရတဲ့အခါမှာစိတ်ခံစားချက်အနေနဲ့ဝမ်းမြောက်စရာအကြောင်းတက်တက်ပဲဖြစ်တယ်ဆိုတာကိုမှတ်ယူရမယ့်အကြောင်းပြောထားပါတယ်။ဒီဖက်အခန်းကြီးလေးငယ်37မှာလဲ စိတ်တူခြင်းတွေစိတ်ဆိုးတာတွေအမျက်ထွက်တာတွေအော်ဟင်းငေါငေါ်တာတွေသူများကိုအတရေပြက်အောင်ပြောတာတွေကိုမနာလိုတာတွေကိုကျွန်တော်တို့စီကနေဖယ်ရှားရမှာဖြစ်တယ်။နောက်ရှင်ပေသူဩဝါဒစာပထမဆောင်အခန်းကြီး3အငယ်10မှာလည်းပဲကျွန်တော်တို့ယုံကြည်သူတွေဟာစိတ်တည်ညီတညွတ်ထဲရှိဖို့စိတ်ကျင်နာခြင်းညီအကိုခြင်းလို့ချစ်ပြီးတော့တနာစုံမဲ့ခြင်းနဲ့စိတ်နှိတ်ချခြင်းရှိဖို့ နှုတ်ဘတ်တော်ကမိန့်တော်မူထားပါတယ်။တိတနာအခန်းကြီး၃အငယ်၁ကနေ၈ကိုကြည့်မယ်ဆိုရင်လည်းပဲကျွန်တော်တို့ငိုရမယ်အချိန်၊ရည်ရမယ်အချိန်၊ဝမ်းနေရမယ်အချိန်၊ချစ်ရမယ်အချိန်၊မုန်းရမယ်အချိန်ဆိုတဲ့စိတ်ခံစားရတဲ့အချိန်တွေကိုသတ်မှတ်ထားတဲ့အကြောင်းခွဲခန့်မှတ်သားထားတဲ့အကြောင်းကို ဖော်ပြထားပါတယ်။ဆိုတော့ကျွန်တော်တို့ရဲ့စိတ်ခံစားချက်အလုံးကိုချက်ချင်းလုံးဝထိန်းချုပ်ဖို့အတွက်ဘုရားသခင်က တောင်းဆိုသလား အဲ့လိုတောင်းဆိုသလားဆိုတော့အဲ့ဒီလိုလည်းမဟုတ်ပဲနဲ့အဲ့ဒီအစာကိုတော်ကကျွန်တော်ရဲ့နှလုံးသားနဲ့စရိုက်ကို ပြောင်းလဲဖို့အတွက်ကိုတော်တိုင်အသင့်ရှိနေစေတဲ့အတွက်ကြောင့်ကိုတော်ကိုချီးမြောက်တဲ့နိလန်းတွေနဲ့သူ့ကိုအုပ်ဆိုးမှုကိုဝန်ခံခြင်းအားဖြင့် ကျွန်တော်ရဲ့စိတ်ခံစားချက်တွေကို စီမံခန့်ခွဲနိုင်မှာဖြစ်တယ်စိတ်ခံစားမှုတွေနဲ့ဆိုင်တဲ့ကိုကိုကိုစီမံခန့်ခွဲခြင်းနဲ့ဆိုင်တဲ့ လက်ဆွဲစာအုပ်တွေကိုပြီးမဲ့အစားကိုတော်ကကျွန်တော်တို့ကိုနှစ်သိမ့်ပေးခြင်းအားပေးခြင်းအပြစ်တွေကိုပြုပြင်ပေးခြင်းနဲ့ပြန်လည်လမ်းညွှန်ပေးခြင်းအားဖြင့်အဲ့ဒီလိုလုပ်ဖို့အတွက်စိတ်ရှည်စွာဖိတ်ခေါ်တော်မူပါတယ်ကျွန်တော်ရဲ့စိုးရိမ်ပူပန်မှုတွေနဲ့ဂယုစိုက်စီလိုတဲ့အရာအလုံးကိုကိုရော့စီကိုယူဆောင်သွားရမှာဖြစ်တယ် ဘာကြောင့်လဲဆိုရင်ကိုတော်ကကျွန်တော်တို့အကြောင်းကိုအမြဲစဉ်းစားနေပြီးတော့ကျွန်တော်တို့နဲ့ဆိုင်သမျှကိုကြည့်ရှုနေတာဖြစ်တဲ့အကြောင်းရှင်ပေသူရဩဝါဒစာပထမဆုံးအခန်းကြီး9အငယ်ခွန်မှာပြောထားပါတယ်။နာကျင်စရာခံစားချက်တွေတောင်မှကျွန်တော်တို့ကောင်းကင်ဘုံမှာရှိတဲ့အဖာပြားတဲ့ကနေပို့ပြီးတော့နဲ့ဆိုင်တဲ့ဆက်ဆံရေးကိုတိဆောက်ဖို့အတွက်အခွင့်အရေးတွေကိုပေးစွမ်းနိုင်ပါတယ်။ ျွန်တော်စိတ်ခံစားမှုနဲ့ဆိုင်တဲ့ဘုရားသခင်ရဲ့ပုံတရံတော်နဲ့အညီဖန်ဆင်းခံရကြောင်းနဲ့ကိုတော်ရဲ့နှုတ်ကပတ်တော်ကကျွန်တော်ရဲ့စိတ်ခံစားချက်တွေကို အခြေခံအားဖြင့်ကောင်းမွန်တယ်လို့မြင်ကြောင်းညွန်ပြကြောင်းတတိယခြင်းကလည်းပဲအထောက်အကူဖြစ်စေပါတယ်။အများအားဖြင့်နှိမ်ကျစေတဲ့စိတ်ခံစားမှုဖြစ်တဲ့ဒေါသတောင်မှကိုကြိုးမငဲ့တဲ့နီလန်းတွေနဲ့အကင်တွေဖြစ်ရှင်းတဲ့အခါမှာကိုတော်ကချီးမြှောက်နိုင်ပါတယ်။ အဲ့ဒါကကျွန်တော်ခံစားရတဲ့အရာနဲ့မသက်ဆိုင်ပဲနဲ့အဲ့ဒီခံစားချက်တွေကိုဘလို့ကင်တွေဖြစ်ရှင်းတာနဲ့သာသက်ဆိုင်ပါလေပြာဒကံကကျွန်တော်ရဲ့ဘလို့စိတ်ခံစားမှုမျိုးကိုမစိုးကိုရောကိုချိမြောက်တဲ့ဂုံရီအဖြစ်ပြောင်းလဲဖို့ယေရှုတော်ကိုပေးသနာနိုင်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့စိတ်ခံစားချက်တိုင်းဟာပြာဒကံအတွက်အရေးပါပါတယ်ကိုယ်တော်ကိုယ်တော်တိုင်းကကျွန်တော်ခံရတဲ့ဆင်းရဲဒုက္ခတွေကြောင့်မကျင်နာနိုင်တဲ့သူမဟုတ်ပဲနဲ့ ျွန်တော်ခံရတယ်လို့အမျိုးမျိုးသောစုံစမ်းနောက်ဆက်ခြင်းကိုခံခဲ့ဘူးတယ်။ဒါကြောင့်ကျွန်တော်စိတ်ခံစားချက်တိုင်းကသူ့အတွက်အရေးပါပြီးတော့ကိုကျင်းစာတက်တယ်။ပြားသခင်အတွက်အရေးပါတဲ့ကျွန်တော်တို့ရဲ့စိတ်ခံစားချက်မှာတိခံဖို့ဖြစ်တယ်။စိတ်ခံစားချက်တွေကိုဖယ်ရှားတတ်ပါစေ။စိတ်နှိမ်ချခြင်းရှိပါ သူ့အချိန်နဲ့သူလဲစိတ်ခံစားရမယ့်အရာတွေဖြစ်ပေါ်လာတတ်တယ်ဆိုတာကိုသိနာလေထားပါ။ စိတ်ခံစားချက်တွေကိုကိုကိုတိုင်အပြည့်အဝထိန်းချုပ်ဖို့ကြိုးစားတာထက်ဘုရားသခင်ရဲ့အုပ်ဆိုးမှုကိုဝန်ခံပါဘုရားသခင်ကကျွန်တော်တို့ကိုတတိနဲ့ကြည့်ရှုနေတယ်ဆိုတာကိုသိနာလေပြီးတော့ကျွန်တော်တို့ရဲ့စိတ်ခံစားမှုတွေဟာဘုရားသခင်ရဲ့ဂုဏ်ရည်ကိုချီးမြှောက်ဖို့ဘုရားသခင်ပြုနေတဲ့ကျေးဇူးတော်ကိုခံယူဖို့ဖြစ်တယ်ကျမ်းနာဆင်ခြင်ခဲ့သူတိုင်းရဲ့စိတ်ခံစားချက်တွေမှာဘုရားသခင်ကအတိတ်တဖန်ကောင်းချီးပေးနေပါစေ အာမင်ဤကွာတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆိုအပ်ပါသည်